ရောင်းမဖြစ်သူမိုးဇဝိုင်နဲ့အားလုံးကအားကြရင်ဆက်ဆံရေးမျိုးရှိနေကြောင်းပွင့်လင်းစွာပြောလာတဲ့ဝင်းမုံရွှေခင်မောတဲ့နဲ့လက်ထပ်ပြီးတဲ့နောက်အလိုလိုက်ခါအချစ်ခံနေရတဲ့ခင်မောတဲ့ရဲ့ညီမဖြစ်သူမော်ဒယ်မိုးဇဝိုင်နဲ့သူမရဲ့ကြောင်းကတမီယောင်မဆက်ဆံရေးကိုပွင့်လင်းစွာပြောလာတာကတရုတ်ဆောင်မင်းသမီးဝင်းမုံရွှေပါအားလုံးသိကြတဲ့အတိုင်းမင်းသမီးဝင်းမုံရွှေဟာဇီဝိုင်းလုပ်ငန်းပိုင်ရှင်တစ်ထည်ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထင်းများထားတာပါခင်မောတဲ့မှာတော့မိုးဇဝိုင်ဆိုတဲ့နုပညာရှင်စူပါမော်ဒယ်ညီမလေးတယောက်ရှိနေတာဖြစ်ပါတယ် ုံမှန်ဆိုရင်တော့တမိရောက်မတွေဟာမတည့်ပါဘူးဒါပေမဲ့လည်းဝုံမုံရွှေကတော့ခင်မောဖြစ်သူစီကနေအလိုလိုက်အချစ်ခံနေရတဲ့ပြင်ခင်မောနဲ့ညီမဖြစ်သူမိုးဆက်ဝိုင်ကလည်းရောက်မလေးဝုံမုံရွှေကိုညီမရင်းလို့ချစ်ခါအလိုလိုက်ပြီးခဲ့တယ်လို့ဆိုပါတယ်ဒါပြင်သူတို့နှစ်ယောက်ဟာဒုပညာရှင်တွေဖြစ်ကြတာမို့လို့လဲသွားတူလာတူစားတူဖြစ်ခါညီမရင်းလို့ချစ်ကြတာဖြစ်တယ်လို့ဝုံမုံရွှေကပြောလာတာပါဝမုံရွှေတဲ့မိုးဆက်ဝိုင်းဟာရောင်မဆိုတာထက်အမရင်းလိုခန်းစားစေပြီးတော့အမြင်နဲ့ကြော်ရွှင်နေရတယ်လို့ဆိုပါရယ် ဒါကြောင့်မို့လို့လေပရိသတ်တွေကတော့ဝိမုံရှင်ကိုအားကျနေကြတာပဲဖြစ်ပါတယ်။